ကျမ်းမာတော်မူကြပါစခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဂျွန်လ19ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ပလက်ဝသည့်ချင်းပြည်ဖြစ်ကြောင်းတနိုင်ငံလုံးအသိဟုချင်းညီအောင်ပြောအေအေဟာအင်းကြီးချင်း counter ပို့တဲ့ရဲဘော်ရဲဘက်ဖြစ်တဲ့အတွက်ဆွေးနွေးညီနိုင်အဖြစ်ရှာမယ်လို့အသိပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ အရကတတော် ULAA တင်ပိုက်ထင်းချုပ်ထားတဲ့ပလက်ဝမြို့နယ်ဟာချင်းပြည်နယ်မှာရှိတဲ့မြို့နယ်တစ်ခုဖြစ်ကြောင်းတနိုင်ငံလုံးအသိဖြစ်ပြီးချင်းပြည်နယ်အပွဲဝင်အားလုံးရဲ့သဘောထားယက်တိချက်မှာလဲပလက်ဝဟာချင်းပြည်ဖြစ်တဲ့ကိုတညီတညွတ်တဲ့ယုံကြည်လက်ခံတယ်လို့ချင်းပြည်နယ်ပြောရေးဆိုခွင့်ရှိသူစလိုင်းယောမန်ကပြောကြပါတယ်။ဇော်လ18ရက်နေ့မှာပြုတ်လုခဲ့တဲ့ချင်းပြည်နယ်ရဲ့တရင်စာရှင်းလင်းပွဲမှာ AA တင်ပိုက်ထင်းချုပ်ထားတဲ့ပလက်ဝဒေသကိုရခိုင်ပြည်နယ်တဲကခရိုင်တစ်ခုအနေနဲ့ အရခပြည်သူတော်လှန်ရေးအစိုးရဘက်ကထည့်သွင်းဖွဲ့စည်းခဲ့သည့်သို့သောသတင်းများအပေါ်ချင်းညီနောင်ရဲ့သဘောထားကိုမင်းမြန်ရာမှစလိုက်ရောမှန်ကဖြေချခဲ့ခြင်းဖြစ်ပါတယ်။ချင်းညီနောင်ဟာ AA ရဲ့မဟာမိတ်ဖြစ်ပြီး AA ရဲ့အကူအညီနဲ့စည်ရေးတိုက်ပွဲများစည်ရေးတိစောက်မှုများလှုပ်ဆောင်နေတဲ့ချင်းတော်လှန်ရေးအင်အားစုဖြစ်ပါတယ်။အရင်ဆုံးနဲ့အရှင်းလင်းဆုံးပြောချင်တာကတော့ ချင်းညီနောင်အကုန်လုံးကပလက်ဝသည်ချင်းပြည်ဆိုတာကိုအကုန်လုံးကတညီတညွတ်ထဲယုံကြည်ကြတယ်လက်ခံကြတယ်ဆိုတာမျိုးပေါ့ဒါကညီနောင်ထဲမှာမဟုတ်ပါဘူးတနိုင်ငံလုံးပေါ့နော်အကုန်လုံးလည်းသိပါတယ်ဒီလိုမျိုးရက်တီလာတာဒီလိုမျိုးဖြစ်လာတာဘာလို့စလိုင်းယောမန်ကပြောပါတယ် ULAA ဟာအင်းနီချင်းကောင်းဖြစ်ပြီးအင်းနီချင်းကောင်းထက်ပိုတဲ့ရဲဘော်ရဲဘက်ဖြစ်တယ်လို့လည်း၎င်းကဆက်ပြောပါတယ်တော်လိုင်းကာလမှာတချို့အရာများဟာအချင်းချင်းနိုင်ငံရေးအမျက်ထုတ်လို့တဲ့သဘောမျိုး လူမျိုးရေးမုန်တိမှုပွားစေရန်စွတဲ့အပိုင်းများကိုတရိပ်ထားရမယ်လို့စလန်ယော့မန်ကလက်တလောပလက်ဝါကိုရခိုင်ပြည်ရဲ့ခရိုင်အဖြစ်ဖွဲ့စည်းမှုသတင်းများပေါ်အမှတ်ချက်ပြုပြောကြားပါတယ်။ပလက်ဝါဟာရခိုင်ပြည်ရဲ့ခရိုင်အဖြစ် ULAA ဘက်ကတရားဝင်ထုတ်ပြန်ချပြခြင်းမဟုတ်ကြောင်း၎င်းကဆိုပါတယ်။ ULAA ခေါင်းဆောင်ပူချုပ်ထွန်းမြတ်နိုင်ကအစပလက်ဝါဟာချင်းပြည်ဖြစ်သည့်ဆိုသည်ကိုမီဒီယာမှာဖြည့်ဆို့ပေးဖို့တယ်လို့လည်းစလန်ယော့မန်ကဆက်ပြောပါတယ်။ ်လက်ရှိအခြေအနေဟာစစ်ကောင်စီပြုတ်ကျရေးကိုအလေးထားရမယ့်အခြေအနေဖြစ်ကြောင်း၎င်းကဆိုပါတယ်စစ်ကောင်စီသားပြုတ်မကျသွားဘူးဆိုရင်အလကားပဲမြည်သည့်ထင်းချုံနေမည်မဆိုအလဟသက်ဖြစ်သွားမှာပဲလို့စလိုင်းယောမန်ကပြောကြပါတယ်စစ်ကောင်စီကအသက်ပြန်ဆက်ရန်ကြိုးပမ်းနေကြောင်းဥပမာနောင်ချိုဘက်ကိုထိုးစစ်ဆင်နေကြောင်းလာရှိုဘက်ကိုလည်းပြန်ထင်းချုံရသွားတဲ့ပုံစံဖြစ်သွားကြောင်းမိုးပြင်းမှာလည်းထိုးစစ်ဆင်နေကြောင်း၎င်းကဆိုပါတယ် တော်လည်းကာလမှာစစ်ကောက်စီကင်းစင်အောင်လှုပ်ထားပြီးနေရာများကိုအုတ်ချုပ်ရေးလက်ပတ်တဲ့သဘောလို့စလိုင်းယောမန်ကပလက်ဝအရေးနဲ့ပတ်သက်ပြီးပြောပါတယ်။အဲ့ဒါကိုကျွန်တော်တို့ကအမျိုးသားရေးခေါင်းစဉ်တက်ပြီးမှအချင်းချင်းရန်ရှာလို့မရဘူး။အချင်းချင်းပြည်ထနာကိုမီးထွန်းရှာလို့မရဘူးလို့စလိုင်းယောမန်ကပြောကြပါတယ်။ ULAA ဟာလည်းအရခတ်ဒေတာတဲ့တွင်သာမဟုတ်ပဲရခိုင်ပြည်နယ်ပြင်ပမှာရှိတဲ့ရခိုင်လူမျိုးများအတွက်စဉ်းစားရကြောင်းချင်းများဟာလည်းချင်းပြည်ပြင်ပမှာရှိတဲ့ချင်းများအတွက်စဉ်းစားရမှာအလုံးဆက်ဆက်နေကြောင်း ထို့ကြောင့်အချင်းချင်းအပြန်လန်အကျိုးပြုအချင်းချင်းအိမ်နီးချင်းကောင်းအဖြစ်ရှိရန်အချင်းချင်းစပွဲဝိုင်းမှာအဖြစ်ရှာရန်လိုအပ်ကြောင်းစလိုင်းယောမန်ကပြောပါတယ်။ငြင်းချမ်းစွာအပြန်လန်အကျိုးပြုစွာနေထိုင်သွားရန်ဆိုဒီမှာချင်းညင်အောင်ရဲ့ရည်တည်ချက်ဖြစ်တယ်လို့လည်းဆက်ပြောပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးစပွဲဝိုင်းပေါ်မှာပဲအဖြစ်ရှာမယ်အပြန်အလှန်ဆွေးနွေးညှိနှိုင်းပြီးမှသွားမယ်လို့စလိုင်းယောမန်ကပလက်ဝအရေးနဲ့ပတ်သက်ပြီးချင်းညင်အောင်သဘောထားကိုပြောကြားခဲ့ပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့ လင်းမျက်နှာမြို့နယ်မှာအာရခတ်တပ်တော် AA ပူပေါင်းတပ်နဲ့စစ်ကောင်စီတပ်တို့ကြားနှစ်ဖက်တိုက်ပွဲပြင်းထန်နေစစ်ကောင်စီစခန်းအချုပ်ကိုဇက်တိုက်သိမ်းပိုက်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ Airwori တိုင်းလင်းမျက်နှာမြို့နယ်မှာအာရခတ်တပ်တော် AA ပူပေါင်းတော်လှန်ရေးတပ်နဲ့အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တို့ကြားနှစ်ဖက်တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါတယ်။လင်းမျက်နှာမြို့နယ်အတွင်းကကြားကိုက်တွင်ရေဖြူ၊စိန်ပေါင်း၊လော်ကထား၊စိန်တောင်၊မိုးကုတ်အောက်စုစောပြ၊တိန်နုကုံ၊ချင်းကုံ၊ ရှမ်းကွင်းစတဲ့ကြေးရွာနဲ့အနီးပတ်ဝန်းကျင်တို့မှာယခုရက်ပိုင်းတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီဘက်ကအင်အားဖြင့်စစ်ကူပို့ဆောင်ခြင်းနဲ့လေကြောင်းတိုက်ခိုက်မှုတွေလည်းနေ့စဉ်ရှိတယ်လို့ဒေသခံတွေကပြောဆိုပါတယ်။ဘာရခတ်တပ်တော်အေအေနဲ့ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေဟာပသိမ်မုံရွာလက်မဘော်ကစောပြားကြားကိုက်ကွင်းနဲ့တင်းနုကိုကြေးရွာတို့မှာယာယီစခန်းချနေထိုင်တဲ့စစ်ကောင်စီစခန်းအချို့ကိုသိမ်းယူလိုက်ပြီးလောကထားဘက်မှာရှိနေတဲ့စစ်ကောင်စီစခန်းတွေကိုလည်း တော်လန်ရေးတပ်ဖွဲ့မှဆက်လက်တိုက်ခိုက်နေတယ်လို့ဒေတာအခြေစိုက်စီးရေးသတင်းရင်းမြစ်ကပြောဆိုပါရယ်အလားတူရေကြည်မြို့နယ်မြောက်ဆန်းကျေးရွာအနီးကွာငတိုင်းချောင်းလမ်းပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့အမှတ်3လေးလေးအမြောက်တက်ရင်းနဲ့အနီးပတ်ဝန်းကျင်တို့မှာလဲအရခတ်တက်တော်အေအေပူပေါင်းတော်လန်ရေးတပ်တွေနဲ့စစ်ကောင်စီတပ်တို့နှစ်ဖက်တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိနေကြောင်းသိရှိရပါရယ် စစ်ကောင်စီရအစိုးရတိုက်ပွဲကိုအကြောင်းပြပြီးဒေသခံပြည်သူတွေကိုတွာလာခွင့်တင်းကျပ်တာစစ်စည်းမင်းမြန်းတာတွေအကြောင်းမျိုးမျိုးပြပြီးငွေညစ်တောင်းခံနေတာတွေလည်းရှိတယ်လို့မတိုင်းချောင်းဒေသခံတွေကပြောဆိုပါတယ်စစ်ကောင်စီရ15ရက်တာတင်းနှန်းပေးထားတဲ့ပြည်သူစစ်တွေကိုတိုက်ပွဲအတွင်းတုံးချနေတာကြောင့်အတိအပြောက်များကတိုက်လို့ခိုက်လို့စိတ်မရှိတာကြောင့်ပြည်သူစစ်တပ်ဖွဲ့ဝင်များမှနေစဉ်ထွက်ပြေးမှုတွေလည်းရှိနေတယ်လို့စီရီတရင်အရှိမြက်ကပြောဆိုပါတယ်ခင်ဗျာထပ်မံသိရှိရတဲ့သတင်းကတော့ တာချီလိမ့်မှကြီးမြတ်သောရွှေမြင်းတစ်ထည်အားချံရဲ့ပိုင်ဆိုင်မှုအချို့ကိုထိုင်းရဲတင်ဆက်ပြီးအရေးကြီးမှုရဲ့ရာဇာအဖြစ်ပိုက်ဆိုင်တိုက်ရှာနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာတာချီလိမ့်မြို့မှာရွှေဆိုင်များအပါအဝင်လုပ်ငန်းပေါင်းများစွာပိုင်ဆိုင်ထားတဲ့ကြီးမြတ်သောရွှေမြင်းလုပ်ငန်းစုရဲ့တထည်ပစ်သူအားချံကိုထိုင်းအာဏာပိုင်များကအရေးကြီးမှုရဲ့ရာဇာအဖြစ်ဖမ်းဝရန်ထုတ်လိုက်ပြီးထိုင်းနိုင်ငံအတွင်းမှာရှိတဲ့၎င်းရဲ့ပိုင်ဆိုင်မှုအချို့ကိုချိတ်ပိတ်လိုက်ကြောင်းထိုင်းမှုရဲ့စေဝါနေနေရေးဘုတ်အဖွဲ့ Office of the Narcotics Control Board ONCP ကယနေ့တင်းစားရှင်းလင်းပွဲမှာထုတ်ပြန်ပါတယ်။ထိုင်းနိုင်ငံချင်းရိုင်မြို့မှာယနေ့ဇွန်လ18ရက်နေ့ကကျင်းပပြုလုပ်တဲ့တင်းစားရှင်းလင်းပွဲမှာတချီလိမ့်မှာကြီးမြတ်သောရွှေမြင်းလုပ်ငန်းစုတတိအားချံမှာမူရည်ရာဇာကြီးဖြစ်ပြီးဘန်ကောက်အပါအဝင်ထိုင်းနိုင်ငံအနှံ့ပြားနဲ့အရှိတောင်အာရှကိုမူရည်စည်းဝါးများဖြန့်ဖြူးပေးနေခြင်းဖြစ်ကြောင်း ONCP ထိုင်းတာဝန်ရှိသူများကပြောပါတယ်။မူရည်ရာဇာကြီးအားချံမှာတချီလိမ့်မြို့မှာပိုင်ဆိုင်မှုဘတ်တစ်ပီလီယံတန်းတထောင်ခန့်ရှိကြောင်း ်အရေးကြီးတဲ့မူရည်ရာစာကြီးဖြစ်ကြောင်းထိုင်းနိုင်ငံအတွင်း၎င်းရဲ့ပိုင်ဆိုင်မှုမှာဘတ်တန်တရားခန့်ရှိပြီး၎င်းတို့ကိုတင်ဆက်လိုက်ပြီးဖြစ်ကြောင်းအာချမ်မှာမြန်မာနိုင်ငံဘက်ကိုထွက်ပြေးသွားပြီးထိုင်းအာဏာပိုင်များအနေနဲ့မြန်မာအာဏာပိုင်များနဲ့ပူးပေါင်းကပိုက်ဆိုင်တိုက်ရှာဖွေနေကြောင်း UNCB ကသတင်းစာရှင်းလင်းပွဲမှာပြောကြားပါတယ်ကြီးမြတ်သောရွှေမြင်းလုပ်ငန်းစုဟာတာချီလေးမြို့အပါအဝင်ရှမ်းအရှိမှစီးပွားရေးလုပ်ငန်းများစွာပိုင်ဆိုင်ထားတဲ့လုပ်ငန်းစုဖြစ်ပြီးရွှေဆိုင်အင်တာနက်လုပ်ငန်း၊အိမ်ဆောက်ပစ္စည်းဆိုင်များ၊အိမ်သုံးပစ္စည်းဆိုင်များ ဆောက်လုပ်ရေးလုပ်ငန်းများကာစီနိုများဖျော်ဖြေရေးခန်းမများစွာကိုလုပ်ပိုင်လျက်ရှိပါတယ်ရင်းလုပ်ငန်းစုရဲ့ပိုင်ရှင်အားချံမှာတရုတ်နယ်ပေါ်လူလက်ပိုင်းတဦးဖြစ်ပြီးပြိုင်ကားများစုဆောင်းရသည်ကိုဝါဒနာပါသူဖြစ်ကာ၎င်းရဲ့လူမှုကွန်ရက်အကောင့်များမှာပြိုင်ကားများနဲ့ရိုက်ကူးထားတဲ့ပုံများကိုမကြာခဏတင်လေးရှိပါရခင်ဗျာထပ်မံသိရှိရတဲ့သတင်းကတော့အင်းစိန်မိရထားဒီဇယ်စက်ကောင်းဆက်ရုံအနီးပင်စင်ဆောင်မိရထားဝန်ထမ်းဟောင်းများရဲ့နေအိမ်နေရာခန့်ကိုစစ်တပ်ကအတင်းအကျပ်ဖျက်ခိုင်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ ရေကုတ်တိုင်းအင်းစိန်မြို့နယ်မှာရှိတဲ့အင်းစိန်မိရထားဒီဇယ်စက်ကောင်းဆက်ယုံအနီးမှာရှိတဲ့ပင်စင်စားမိရထားဝန်ထမ်းဟောင်းများရဲ့နေအိမ်နေရာခန့်ကိုစစ်တပ်ကအတင်းအကျပ်ဖြတ်ခိုင်းနေတဲ့အတွက်နေအိမ်များဖြတ်သိမ်းနေရကြောင်းအိမ်ဖြတ်ခံနေရတဲ့ပြည်သူများကပြောပါတယ်။အင်းစိန်ဘူတာနဲ့ဒီဇယ်စက်ယုံတိုင်းခွန်းနဲ့နားမှာရှိတဲ့ပင်စင်စားမိရထားဝန်ထမ်းဟောင်းများရဲ့နေအိမ်နေရာခန့်ကိုအကျံဖတ်စစ်တပ်ကလာရောက်၍အတင်းအကျပ်ဖြတ်ခိုင်းနေပြီးမဖြတ်ပါကမြေတူးဆက်ကောကဖျက်ဆီးမယ်လို့ချင်းချောက်တဲ့အတွက် ပြည်သူများမှကိုယ်အိမ်ကိုဖျက်နေကြရကြောင်းသိရှိရပါတယ်။ဇွန်လ20ရက်နေ့နောက်ဆုံးထားကနေအိမ်များကိုဖျက်ပေးရန်နဲ့ဇွန်လ20ရက်နေ့အထိအိမ်များမဖျက်သေးပါကစစ်တပ်ရေခေါ်ယူကအင်အား3နှိမ်နှင်းဖျက်ဆီးမှဖြစ်ကြောင်းအင်အား3ရဲ့နေအိမ်များဖျက်သိမ်းရမည်ဆိုရင်မိသည့်ပစ္စည်းမှယူခွင့်ပေးမည်မဟုတ်ကြောင်းနေအိမ်များကိုဖျက်ယုံဖျက်ကပစ္စည်းပုံထားတဲ့အိမ်များကိုလည်းဖမ်းဆီးထောင်ချအရေးယူမယ်လို့စစ်တပ်ကချိန်ချောင်းနေကြောင်းသိရှိရပါတယ်။အင်းစိန်ဘူတာနဲ့မြို့ပတ်ဒီဇယ်စက်ရုံတိုင်းခုနှစ်နားကအိမ်တွေပါ စစ်ရုံကစစ်တပ်ကိုခေါ်ပြီးဖျက်ခိုင်းတာနေအိမ်တွေကတော့မိရထားပင်စင်စားနေအိမ်တွေပါအချိန်တလလောက်ပေးဖို့တောင်းဆိုတာတော့မရဘူး21ရက်နေ့မနေ့6:30ဆိုရင်ဘယ်ပစ္စည်းမှယူခွင့်မရှိတော့ဘူးလို့ပြောတယ်မဖျက်ရသေးတဲ့အိမ်ဖျက်ပြီးပစ္စည်းတွေကိုပုံထားတဲ့အိမ်တွေရဲ့ပိုင်ရှင်ကိုအေးအေးယူမယ်လို့ပြောတယ်လို့အိမ်ဖျက်ခံရသူတဦးကပြောဆိုပါတယ် စစ်ကောင်စီကစစ်အာဏာသိမ်းပြီးနောက်နိုင်ငံတဝန်းမှာပြည်သူများနေအိမ်များကိုအကြောင်းမျိုးမျိုးပြ၍ဖျက်ဆီးပြီးစစ်တပ်ပိုင်းဖြစ်သိမ်းယူနေတဲ့ဖြစ်စဉ်များစွာဇက်တိုက်ပေါ်ပေါက်လျက်ရှိကြောင်းပြည်သူလူထုရဲ့ပြောဆိုချက်များအရာသိရှိရပါတယ်ခင်ဗျာဆက်လက်သိရှိရတဲ့သတင်းကတော့တပုံငွေကြီးရှင်းလင်းပွဲကိုငွေကြီးအလွဲသုံးစားလုပ်တဲ့မောက်ခမ်းဝါမတက်ရောက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်တော်လရင်ထုတ်ကုန်ဖြစ်တဲ့တပုံရဲ့ငွေကြေးရှင်းလင်းပွဲကိုမောက်ခမ်းဝါမတက်ရောက်ခဲ့ကြောင်းရှင်းလင်းပွဲတက်ရောက်သူများထံကနေသိရှိရပါတယ် ရှင်းလင်းပွဲကိုယမန်နေ့ဇွန်လ16ရက်နေ့ညမှာပြုလုပ်ခဲ့ပြီးစစ်ကောင်စီတော်လှန်ရေးမှလူသေများသူများထုတ်ကုန်တာဝန်ရှိသူများနဲ့ထုတ်ကုန်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါတယ်။ကော်ဖီလက်ပတ်ချုံနဲ့ကော်ဖီကွက်များထုတ်လုပ်ရောင်းချတဲ့တပုံထုတ်ကုန်ရဲ့ဈေးကွက်မြင့်တင်ရှာဖွေရေးမားကတ်တင်းတာဝန်ယူထားရတဲ့မောက်ခမ်းဝါငွေကြေးအလွဲသွန်စားလုပ်ခဲ့ကြောင်းရွှေပြူဝါကုမ္ပဏီနဲ့ Loyal PDF ကသိရပါတယ်။ မောက်ခန်းဝါဟာစစ်ကောင်စီတော်လှန်ရေးမှထောက်ပို့အဖြစ်လူသိများပြီး၎င်းရဲ့လိန်အကျန်းဖတ်မှုပေါ်ပေါက်လာရမှယခုငွေကြေးအလွဲသုံးစားမှုလည်းပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။တဘောဟာ Nikon PDF ရဲ့ထုတ်ကုန်ဖြစ်ပြီးရွှေပြူဝါကုမ္ပဏီကငွေကြေးစိုက်ထုတ်ရောင်းချပေးခြင်းဖြစ်ပါတယ်။မောက်ခန်းဝါဟာရွှေပြူဝါကုမ္ပဏီကထုတ်ပေးတဲ့ကိုယ်စားလှယ်ကြီးကွန်ပျူစီပို့ဆောင်ကနေထုတ်ကုန်ကြေညာတဲ့အမှုပညာရှင်များရဲ့အမှုပညာကြီးများကိုအလွဲသုံးစားပြုလုပ်ထားကြောင်းကုမ္ပဏီနဲ့ Nikon PDF တာဝန်ရှိသူများကဆိုပါတယ်။ တက်နိုင်ရင်ဈေးလေးနည်းနည်းလျှော့ပေးပြီးတော့ဒလီကကိုကစိုက်ပေးပြီးတော့ပို့ပေးလိုက်တယ်ဆိုရင်ပြန်ရောက်တဲ့သူတွေကသူတို့အတွက်၅ဘက်လောက်လေးကြံလဲမစိုးဘူးကျမတို့ကအဲ့ဒီလိုမျိုးတိုင်ပင်ပြီးတော့မှဈေးကိုဆုံးဖြတ်ချက်ချခဲ့တာလို့ရွှေပြိုးအောင်ကုမ္ပဏီတာဝန်ရှိသူကပြောပါတယ်ကုန်ပစ္စည်းပို့ဆောင်ကကိုကုမ္ပဏီဘက်ကကြားခံခဲ့တဲ့အတွက်မောက်ခမ်းဝါဟာကုမ္ပဏီထံကကုန်ပစ္စည်းပို့ဆောင်ကများထုတ်ယူခဲ့ပါတယ်သို့တော့၎င်းထံကကုန်ပစ္စည်းတစ်ဆင့်ယူတဲ့ကိုယ်စားလှယ်များဟာတော့ပို့ဆောင်ကပေးခဲ့ရခြင်းဖြစ်ပါတယ် အဆိုပါတွေးဆဆွေးနွေးပွဲကိုတက်ရောက်လာတဲ့ကိုယ်စားလှယ်တဦးကလည်းပထမဆုံးတစ်ချိန်ပဲဒလီဖရီးနဲ့ပို့ပေးတာရှိတယ်။အဲ့တော့ပြီးတော့အကုန်လုံးကိုဒလီကကကိုယ်စားလှယ်ရောင်းတဲ့ဒူရီကပဲစိုက်ရတာ။တခြားဒူရီတော့မသိပေမဲ့ကျွန်တော်ကအဲ့ဒီလိုရောင်းခဲ့ရတာလို့ဆိုပါတယ်။နိုင်ငံတကာမှကိုယ်စားလှယ်များဟာရရှိတဲ့ကိုယ်စားလှယ်ကြီးကို Loyal PDF တံပြန်လည်လှူဒန်းရမှာလဲမောက်ခမ်းဝါမှာတဆင့်တာငွေကြေးလွှဲပြောင်းပေးခဲ့ရပါတယ်။ထုံငွေများဟာလည်း Loyal PDF တံရရှိမှုရှိမရှိကိုစစ်ဆေးနေစေဖြစ်ပါတယ်။ လွိုက်ကော PDF ကိုလွှဲပေးဖို့ပေးတဲ့အကောင့်ကိုပဲလွှဲပေးခဲ့တယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ certificate မရရှိထားဘူး။ဒါပေမဲ့စင်ကာပူကရောင်းပေးတဲ့အဖွဲ့တစ်ဖွဲ့ကိုကြာတော့လွိုက်ကော PDF ကထုတ်ပေးထားတဲ့ certificate ကိုသူတို့ Facebook မှာတင်ထားတာတွေ့တယ်။အဲ့ဒါတွေ့တော့သွားမိတယ်။အဲ့ဒီလိုထုတ်ပေးမှလားဆိုတော့ဟုတ်ကဲ့ထုတ်ပေးပါမယ်တယ်လို့ဂျပန်မှထုတ်ကုန်ကိုယ်စားလှယ်တူကဆိုပါတယ်။၎င်းကလက်ရှိအချိန်ထိအတိမတ်ပြုတ်မှတ်တမ်းလည်းမရရှိသေးကြောင်းသိရှိရပါတယ်။ဒါအပြင်အဆိုပါဆွေးနွေးပွဲမှာစောင့်ကြည့်ကြားနာသူ လူမှုကွန်ရက်မှာလူတင်များတဲ့ကိုခန့်ကိုနဲ့ကုစလတအုပ်ဖြစ်တဲ့အမိဝတ် KM နဲ့တက်ရောက်လာသူအမျိုးသမီးတဦးဟာလည်းအနေငယ်အငင်းခုံဖြစ်ခဲ့ကြပါတယ်။မောက်ခမ်းဝါရဲ့လိန်ကျန်းဖတ်မှုငွေကြေးအလွဲသုံးစားလုပ်မှုများလူမှုကွန်ရက်ပေါ်မှာပြည့်နှံ့သွားတဲ့ဖြစ်ရက်နဲ့ပတ်သက်၍အငင်းခုံဖြစ်ကြခြင်းဖြစ်ပါတယ်။ကာယကံရှင်မောက်ခမ်းဝါကိုအစူပါငွေကြေးအရှုပ်ရှင်းများနဲ့ပတ်သက်၍မစ္စမာကဆက်သွေမင်းမြန်ခဲ့ပေမဲ့လည်းပြန်လည်ဖြေကြခြင်းမရှိပါဘူး။တပုံရောင်းရငွေမှထုတ်ကုန်ပစ္စည်းကုန်ကျစရိတ်ကိုရွှေပြိုးအားကုမ္ပဏီမှယူကာ အမြတ်ငွေကို Loyal PDF တက်ရဲ့ရန်ပုံငွေအဖြစ်အသုံးပြုခြင်းဖြစ်ပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးချင်တာကတော့ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးခင်ကြီးနဲ့19ဦးအဖွဲ့တရုတ်ကိုသွားခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌဦးခင်ကြီးဦးဆောင်၍ပြည်တော်စုရွေးကောက်ပွဲ ကော်မရှင်မှ2ဦးပြည်သူ့ရှေ့ဆောင်ပါတီမှ4ဦးမြန်မာတောင်သူလေတမဖွံ့ဖြိုးတိုးတက်ရေးပါတီမှ3ဦးအပေါင်း19ဦးဟာယမန်နေ့မှာတရုတ်နိုင်ငံကိုလေးလာရေးခရီးသွားရောက်ခဲ့ကြောင်း USDP ကထုတ်ပြန်ပါတယ် အဆိုပါအဖွဲ့ဟာတရုတ်ကွန်မြူနစ်ပါတီရဲ့ဖိတ်ကြားချက်အရလိလာရေးခရီးအဖြစ်ဇွန်လ24ရက်နေ့ထိတွားရောက်မှာဖြစ်ကရေးခရီးစဉ်ကိုပြီးခဲ့တဲ့ April လကတည်းကတွားရန်စီစဉ်ခဲ့ပေမဲ့လည်းပြင်းထန်ကလေးကြောင့်ရက်ရွှေ့ဆိုင်ခဲ့ခြင်းဖြစ်ကြောင်းဆိုထားပါတယ်။အာနာသိမ်းပြီးနောက်စစ်တပ်ကြောထောက်နောက်ခံပြုလုပ်ထားတဲ့ USDP ပါတီအပါအဝင်နိုင်ငံရေးပါတီများဟာလိလာရေးခရီးစဉ်နဲ့ရုရှားနဲ့တရုတ်နိုင်ငံများကိုအများဆုံးတွားရောက်ခဲ့ကြပြီးနိုင်ငံအတွင်းတိုက်ပွဲများမှာစစ်ကောင်စီတပ်စခန်းများလက်လွတ်ရကအထိနာခြင်း ဥက္ကင်ကြီးကရုရှားနိုင်ငံကိုစစ်ရေးအကူအညီများပေးရန်တောင်းဆိုခဲ့ဘူးပါတယ်။ဥက္ကင်ကြီးအနေနဲ့ပြီးခဲ့တဲ့နှစ်ဇူလိုင်လ30ရက်နီပီရိုဌာနချုပ်မှပြုလုပ်ခဲ့တဲ့နိုင်ငံတကာသတင်းအေဂျင်စီ Russia Sigo Diner ရဲ့ ASEAN သတင်းတောင်းနဲ့တွေ့ဆုံဆွေးနွေးရမှာရုရှားအနေနဲ့မြန်မာပြည်တွင်းပဋိပက္ခကိုအကြမ်းဖက်မှုအဖြစ်လက်ခံပြီးပူးပေါင်းပါဝင်တိုက်ခိုက်ပေးရန်တောင်းဆိုခဲ့ကြောင်းရုရှားသတင်းဌာန Sputnik မှ August 4ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးကြတာကတော့ရေးပြောက်ကြားတက်ကတင်တန်းပေးနေတဲ့အခြေခံစစ်တင်တန်းမှာရဲဘော်နှစ်ဦးတေဆုံးမှုဖြစ်မှုဆိုတဲ့ကြောင့်တင်ဆက်ပေးပါမယ်ခင်ဗျာမွန်ပြည်နယ်အခြေစိုက်တပ်ဖြစ်တဲ့ရေးမြို့နယ်ရေးပြောက်ကြားတက် YGF မှဖွင့်လှစ်တင်ကြားနေတဲ့အခြေခံစစ်တင်တန်းအမှတ်စဉ်နှစ်မှာရဲဘော်နှစ်ဦးတေဆုံးမှုဖြစ်ပွားခဲ့ကြောင်းရေးပြောက်ကြားတက်နဲ့နှိစက်သူများထံကနေသိရှိရပါတယ်ရေးပြောက်ကြားတက်ဟာဒေါနာတက်ရင်ဒေါနာစစ်ကြောင်းနှစ်ရဲ့လက်အောက်ခံတက်ဖြစ်ပြီး မီလာလာဇန်ပိုင်းမှာအခြေခံစစ်တင်တဲ့အပတ်စဉ်နှစ်ကိုဖွင့်လှစ်တင်ကြားနေခြင်းဖြစ်ပါတယ်။တည်ဆုံသွားသူအမျိုးသားနှုတ်ဟာဘတ်တင်နဲ့ဒိုင်နိုတို့ဖြစ်ပြီးတင်တန်းမှာတင်တန်းဆရာတို့ရဲ့ကြမ်းတက်တဲ့ရိုက်နှက်မှုများကြောင့်တည်ဆုံခဲ့ခြင်းဖြစ်ကြောင်းရည်တောက်ကြားတက်တဲ့နှိစက်သူများထံကနေသိရှိရပါတယ်။ပထမဆုံးတည်တဲ့ဒိုင်နိုတင်တန်းသားကနေမကောင်းတာကိုစိနာတောင်းတာမပေးဘဲညပိုင်းမှာရိုက်နှက်ရင်းလက်လွန်သွားတာတင်တန်းဆရာတို့ရဲ့ကိုတိလက်ရောက်ကျွလွန်မှုတွေကြောင့်ပဲတည်ဆုံခဲ့ရတာပါ။ဒုတိယတယောက်ကိုဘတ်တင်အသက်28နှစ်က တနင်္လာရီရဲ့ရိုက်နှက်ကန်ကြောက်တာကြောင့်အသေးအံဖြစ်ပြီး၆လပိုင်း၄ရက်နေ့ညပိုင်းမှာတုံးစုမပို့ခင်တင်တန်းမှာပဲအကျိုးတွင်ကက်နေခဲ့ပြီးတုံးစုရောက်ပြီးနောက်နေ့နေ့လယ်လောက်မှာပဲဆုံးသွားတယ်လို့လုံခြုံရေးကြောင့်အမိမဖော်လို့တဲ့တရင်ရှိမြစ်တူကပြောပါတယ်။ရင်းတင်တန်းမှာတင်တန်းသား60ကျော်ရှိပြီးတင်တန်းဆရာ9ဦးနဲ့တင်ကြားပေးနေကြောင်းသိရှိရပါတယ်။တင်တန်းဆရာ9ဦးမှာဝေဖြူစီတူအငယ်ကောင်နဲ့ကြော့တူမှာတင်တန်းသားများကိုကြံတန်းစွာဆက်ဆံကြပြီး၎င်းတို့ထဲမှာရဲဘော်ကြော့စုသူမှာ တင်နန်းသားများကိုအလွန်ကြမ်းတမ်းစွာဆက်ဆံတဲ့တင်နန်းစရာဖြစ်ကြောင်းသိရှိရပါတယ်။တည်ဆုံးသောသူနှုတ်ဟာလည်းရဲဘော်ကျော့ရဲ့ရိုက်နှက်မှုအပြစ်ပေးမှုများကြောင့်တည်ဆုံးခဲ့ရကြောင်းရေးပြောက်ကြားတတ်တဲ့နှီးဆက်သူများမှပြောပါတယ်။တင်နန်းသားများနေမကောင်းဖြစ်နေခြင်းကြောင့်စီနာကွင် တောင်းရမှာလဲစီနာကွင်မပေးဘဲတင်နန်းစရာများမှကိုထိလက်ရောက်ကျူးလွန်ခဲ့ခြင်းများရှိနေကြောင်းသိရှိရပါတယ်။တင်နန်းအတွင်ထိုးကျိတ်ကန်ကြောက်ခြင်းကြောင့်တင်နန်းသူများမှဒဏ်ရာရရှိခဲ့ပြီး တင်နန်းသားတအူးမှလည်းတစ်ပင်မှာတွဲလောင်းချိတ်ပြီးရိုက်ခံရတဲ့အတွက်အဆိုပါတင်နန်းမှာစီးကန်းမှာလူနာအဖြစ်စီးကူးတနေရကြောင်းသိရှိရပါတယ်။ရိုက်နဲ့ခံရတဲ့တင်နန်းသားအချို့မှာတိရပါဒဏ်ရာအမာရွတ်များကြံနေကြောင်းသိရှိရပါတယ်။လူသေးဆုံးတဲ့အထိရိုက်နိုင်ခဲ့တဲ့တင်နန်းဆရာရဲဘော်ကျော်စုသူကိုဒေါနာအချင်းထောင်ကိုပို့ဆောင်ခဲ့ပေမဲ့လေဒေါနာတရင်စစ်ကြောင်းနဲ့စစ်ကြောင်းမှုဗိုလ်ချုပ်ရစ်မှပြန်လည်ခေါ်ဆောင်သွားကြောင်းသိရှိရပါတယ်။တင်နန်းအတွင်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တင်နန်းသားများကို မွန်ပြည်တော်လှန်ရေးတပ် MSRF တပ်တွင်းစည်းကမ်းမှာစေကူတနေရကြောင်းသိရှိရပါတယ်။ကျူးလွန်တဲ့ဂျော့ဆူသူကိုဒေါနာအချင်းထောင်မှတရက်လာထားတယ်။ထောင်စည်းကမ်းအရာထောင်ကိုရောက်လာတဲ့အချုပ်သားမြည်သူကိုမဆိုအဝင်းမှာကျင့်တန်၅ချက်အပြစ်ပေးတယ်။အဲ့လိုအပြစ်ပေးတာကိုဘူဂျန်ရေးဆူသူကရိုက်ရမလားဆိုပြီးစိတ်ဆိုးမှန်ဆိုးနဲ့တရက်ခန့်ကိုကာဗာလုပ်ပြီးသူ့တရင်တဲကိုပြန်ခေါ်သွားတယ်။သူတို့ဒီတဲ့င်းကိုအပြစ်မထွက်အောင်လုပ်ထားတယ်လို့တရင်ရင်းမြစ်တူကပြောဆိုပါတယ်။ဒေါနာတရင်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် viewer တုံးတုံးလက်အောက်ခံဖြစ်ပြီးအဆိုပါလူသေဆုံးမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး viewer တုံးတုံးတာဝန်ရှိသူကိုမြစည်းမမမင်းမြန်ရမှာတင်းနေဆရာများရဲ့ရိုက်နှက်မှုကြောင့်တည်ဆုံးရခြင်းမဟုတ်ကြောင်းညင်းဆိုထားပါတယ်။အတိအကကတော့မိုးရသည်လည်းဖြစ်တော့ငှက်ဖြားယောဂနဲ့တုတ်ကွေးယောဂအဖြစ်များတယ်။တင်းနှန်းကလည်း special force တင်ရတော့တင်းနှန်းကကျန်းတယ်။တဦးကတော့ငှက်ဖြားပိုးအုံနောက်ထဲရောက်တဲ့တယောက်ရဲ့အသက်ရှူကျက်ပြီးဆုံးတဲ့တယောက်ရဲ့နှစ်ယောက်ရှိပါတယ်လို့ UR 33စစ်စင်ရေးမှူးစောတာကိုခကိုဘိတ်မမက်ဆီမကိုပြောပါတယ်။တင်နန်းဟာ Special Force တင်နန်းဖြစ်ပြီး SOF တင်နန်းဆီယာမတင်နန်းပေးတဲ့ SOF တင်နန်းဖြစ်ကြောင်း၎င်းမှ ပြောဆိုထားပေမဲ့လည်းအထူးစစ်စင်ရေးတပ်ဖွဲ့ SOF မှတာဝန်ရှိသူရဲဘော်အောင်ဆန်ရှာမှမိမိတို့တပ်ဖွဲ့တင်နန်းပေးခြင်းမဟုတ်ကြောင်းပြောဆိုပါတယ်။မဟုတ်ဘူးအကိုမဆိုင်ဘူးနော်။ SOF နဲ့မဆိုင်ဘူး။ဘာမှဒီတင်တန်းက SOF နဲ့မဆိုင်ဘူး။ SOF တင်တန်းလည်းမဟုတ်ဘူး။ SOF တင်နန်းဆီယာတွေလည်းမပါဘူးနော်။ သူတို့အထူးတက်ဖွဲ့ဖြစ်ဖြစ်ဘာဖြစ်ဖြစ်ကျွန်တော်တို့နဲ့မဆိုင်ဘူးလို့အထူးစစ်စီရေးတက်ဖွဲ့ SOF မှတရင်မှုရဲဘော်အောင်စင်ရှားကပြောပါတယ်လူတည်ဆုံးမှုဖြစ်စဉ်မှာကျွန်တော်ကဲ့သို့တင်းနေဆရာရဲဘော်ကျော်စိုးသူကိုအေးအေးယူထားကြောင်းသိရပြီးမြေကဲ့သို့အေးအေးယူထားကြောင်းရှင်းရှင်းလင်းလင်းမသိရသေးပါဘူးတင်းနေဆရာရဲဘော်ကျော်ကြောင့်တည်ဆုံးခဲ့တာဟုတ်ပါတလားလို့မင်းမြန်ရမှာတော့ဘီယောတုံးတုံးတာဝန်ရှိသူမှအဲ့ဒီလိုပြောလို့မရဘူးလို့ပြန်လည်ပြောဆိုပါတယ်သူကတင်းနေဆရာဆိုပေမဲ့တင်းတန်းမှာတာဝန်ရှိတဲ့သူတယောက်အနေနဲ့ ကုတပဲ့တွေယောဂအဖြစ်လွန်ပြီးတည်င်းပို့နောက်ကျတာဝန်ပို့လို့အရေးယူထားပါတယ်အခုလဲအသက်ရောင်အသက်ဝဘီပိုးသမားတွေငှက်ဖျားနဲ့တူကွေးအဖြစ်များလို့လူနာ30ကျော်လောက်စီကံပြထားရပါတယ်တည်နှံသားတာဝန်ပို့ရမှုနဲ့အရေးယူထားပါတယ်လို့ viewer 33စစ်စင်ရေးမှုစောတာကိုခကိုဘိတ်မှပြောပါတယ်တည်နှံဆရာရဲဘော်ကျော်စိုးသူကိုမိကဲတို့အရေးယူထားခြင်းမသိရှိရသေးတဲ့အတွက်ဆက်လက်မေးမြန်းနေတဲ့မိကုံများကို၎င်းမှပြန်လည်ဖြေကြားခဲ့ခြင်းတော့မရှိတော့ပါဘူးရင်းတင်တန်းဟာ ရေးပြောက်ကြားတက်ပွဲရဲ့ Facebook စာမျက်နှာ page မှာရေးပြောက်ကြားတက်မှတင်းနှန်းသားတစ်ခေါ်ယူခြင်းဆိုက February 16ရက်နေ့မှာဖော်ပြထားတဲ့တင်းနှန်းဖြစ်ကြောင်းသိရှိရပါတယ်။တင်းနှန်းမှာထွက်ပြေးသွားတဲ့ရဲဘော်များရှိပြီးတချို့ကိုဒေါနာအချင်းထောင်မှချုပ်ထားကြောင်းသိရှိရပါတယ်။အဆိုပါတင်းနှန်းဟာရေးပြောက်ကြားတက်ဒေါနာစစ်ကြောင်းနှင့်စစ်ကြောင်းမှုဘူကြံရဲ့ဥဆောင်ဖွင့်လှစ်ထားတဲ့တင်းနှန်းဖြစ်ပြီးတော်လန်ရေးတက်ဖွဲ့မှတင်းနှန်းသားအစ်စ်များနဲ့ ရေးပြောက်ကြားတက်ရဲ့မဟာမိတ်အဖွဲ့မှရဲဘော်တင်များကိုစုစည်းကစစ်တင်နဲ့တင်ကြားပေးနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လည်ရင်သတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်စိုးလက်အောက်မှာအမြဲဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုတွင် ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ